ကျွန်တော်အင်္ဂလိပ်စာလေ့လာတဲ့ချိန်မှာရှောင်းအောင်အချက်ဆက်ချက်ကိုဒီနေ့ဆွေးနွေးခြင်းပါတယ်နံပါတ်1အင်္ဂလိပ်စာလေ့လာတဲ့ချိန်မှာကျွန်တော်ရှောင်းအောင်ကမာလုံမိမှာကိုကြောက်တာကိုကျွန်တော်ရှောင်းဖို့လိုတယ်ဆိုလိုချင်အမာလုံတဲ့ဆိုလို့ရှိရင် ပြဿနာမရှိဘူးဆိုပြီးတော့ကိုကိုကိုဟိုကိုကိုကိုစဉ်းစားဖို့ကိုကိုကိုတတိပေးဖို့လိုတယ် fear of making mistakes ကျွန်တော်အမလုံးမိမှာပဲဘယ်ဘာသာစကားကိုလေးလာတဲ့ချိန်မှာကျွန်တော်ဂီတာကိုပဲလေးလာလေးလာကျွန်တော်ပဲဟိုမှာထိုင်းစကားလားသရုပ်စကားလားကိုရီးယားလားဂျပန်လားကျွန်တော်လေးလာတဲ့ချိန်မှာအမလုံးမိမှာဒါပေမဲ့အမလုံးမိမှာသားကြောက်တယ်ဆိုလို့ရှိရင်ကိုတွက်ခက်ခဲဖြစ်မယ်ဆိုတော့နံပါတ်၁ချက်ကျွန်တော်ရှောင်အောင်မထဲမှာမှာအလားအမလုံးမိမှာကိုကျွန်တော်တို့ကြောက်ချင်းကိုရှောင်အောင်မယ်ဆိုတော့အဲ့ဒီစားပေါ့နော်ကျွန်တော်ဘာလုပ်ရမလဲ learn from your errors ကျွန်တော်မားလုံးမိတယ်ဆိုတော့မားတွေကနေပြီးတော့ကျွန်တော်ပြန်သင်ယူရမယ် even native speakers make mistakes native speakers ဆိုတော့ကျွန်တော်အင်္ဂလိပ်ဘိုးတွေတောင်မှသူတို့ဘိုးလိုပြောတဲ့ဘိုးလိုပြောတဲ့အချိန်မှာသူအမားတွေလုံးမိတယ်ဆိုတော့ကျွန်တော်ကျွန်တော်လည်းငငယ်တဲ့မြန်မာစကားကျွန်တော်ပြောတယ်ဒါပေမဲ့မြန်မာစကားပြောတဲ့အချိန်မှာတဒါရက်ပြန်စစ်တာပြုစကလုံးသုံးလုံးနဲ့ပြန်စစ်မယ်ဆိုတော့ကျွန်တော်မားတဲ့အချိန်တွေအများကြီးရှိတယ်အဲ့တွကျွန်တော်အင်္ဂလိပ်လေးလာအင်္ဂလိပ်စာစကားလေးလာတဲ့အချိန်မှာကျွန်တော် အမားလုံးမိမောင်ကြောက်တာကိုရှောင်ဖို့လိုတယ်နမနစ် focusing too much on grammar early on grammar တာအထူးပြုတဲ့ grammar တာဦးစားပေးတာ ਨੇ စားတာမနောအင်္ဂလိပ်စာစကားလေးတိုင်းချင်းမှာ grammar နဲ့တားစားတယ်ကျွန်တော်ဆိုလို့ရှိရင် grammar လေ့လာပြီးအင်္ဂလိပ်လို ပြောရအောင်ဆိုတော့အော်သင်ခန်းစာတော့ကျွန်တော်စာနေတယ်ဒါပေမဲ့ grammar ကိုကြာကြောင်းလေးလေးနက်နက်လေးလေးပင်ပင်ကျွန်တော်မသင်ဘူးဒါမဲ့လို့ ကျောင်းဘာဘယ်ဘာသာစကားမဆိုစာလေးလာတဲ့ချိန်မှာ grammar တာဦးစားပေးတာတွေကိုကျောင်းလုံးမိတယ်ဆိုလို့ရှိရင်အဲ့ဒီ grammar မလုံးမိမှာကိုအမ grammar လေးလာရင်းနဲ့ပေါ့နော် grammar အောင်ကပြောလိုက်လို့ grammar မှားသွမ်းဘယ်လိုလဲသူများဘယ်လိုထင်မလဲဆိုတဲ့ဟာတွေစိတ်ထဲမှာဝင်လာနိုင်တယ်အဲ့တို့ကြောင့် grammar တာအထူးပြုတော့ grammar ဦးစွာပေါ့နော်အင်္ဂလိပ်စာစကားလေ့လာတဲ့ချိန်မှာ grammar တာဦးစားပေးတာတွေပထမဦးဆုံးမလုပ်ဘူးကျွန်တော်ရှောင်ရှားဖို့ဖြစ်တယ် grammar ဆိုတာရေးကြည့်တယ် grammar is important but obsessing over it can slow down communication and fluency grammar ibe grammar ibe ဆိုပြီးတော့ကျွန်တော်အူစားပေးတဲ့ solution ကျွန် communication တယောက်နဲ့တယောက်စကားပြောတဲ့ချိန်မှာတမမမပိုင်ပိုင်နိုင်နိုင်ပြောနိုင်ဖို့တခက်ခဲဖြစ်စေတယ်နော်ဆိုတော့ grammar ကိုတအူစားပေးတဲ့ပေးဖို့အတွက်ကျွန်တော်ဘာလုပ်သင့်လဲဆိုလို့ရှိရင် do instead ဘာလို့ do instead ဒီမှာရေးထားတယ်ဟုတ်ကဲ့ sorry do instead ဘာလို့ပို့လို့လဲ focus first on communication ဒီအောင်တဲ့တယောက်စကားပြောတာကိုဦးစားပေးမယ် and understanding ကိုဘိုးရေပြောလိုက်တဲ့အချိန်မှာကိုနားလဲလာအဲ့ဒါအဓိကကယူဆိုင်ပေးမယ်ပြီး polish grammar later ပြင်ကွေး grammar ကိုပိုပြီးကောင်းအောင်တဖြည်းဖြည်းနဲ့လှုပ်သွားဖို့ဖြစ်တယ်ဆိုတော့ဒုတိယချက်နေနဲ့ အင်္ဂလိပ်စာစကားလေ့လာတဲ့အချိန်မှာ grammar ကိုဦးစားပေးတဲ့ grammar စာပြီးတော့တာဝအထူးပြုတာတွေကိုကျွန်တော်ရှောင်ရမယ်။ဒါဒီဟာကျွန်တော်မြန်မာတွေမြန်မာလူမျိုးကျွန်မြန်မာចောင်းသားတွေကျွန်တော်တတိထမီရဲ့တတိထမီတဲ့ຢာတွေဖြစ်တယ်နော်။ကဲ၃ချက်ချက်၃ချက်ချက်က translating everything from your native language မိခင်ဘာသာစကားမအမြဲဘာသာပြန်ခြင်းဆိုလိုချင်တာအင်္ဂလိပ်လိုပြောကန်တဲ့ကိုမြန်မာလိုရင်စဉ်းစားလာတဲ့စိတ်တယ်မဟုတ်မြန်မာလိုဒီလိုပြောလဲ ့ Oh okay ဟောငါတို့တိုင်းရင်းသားလူဒီလိုပြောရဲဆိုပြီးတော့အအရင်စဉ်းစားပြီးတော့ကြောင်းရှောင်းရမှာเนาะဘာလို့ရှောင်းသင့်လဲဆိုလို့ရှိရင် why avoid it this can lead to incorrect sentence structures and unnatural expressions ဘာလို့ကျွန်တော်တို့ကိုမိခင်ဘာသာစကားဘာသာပြန်ပြီးတော့အင်္ဂလိပ်လိုမပြောသင့်လဲဆိုလို့ရှိရင်ဥပမာအနေနဲ့မြန်မာစကားနဲ့အင်္ဂလိပ်စကား စကားရမမြန်မာစာအင်္ဂလိပ်စာဝါကျဖွဲ့စည်းပုံနေမတူမြန်မာဆိုလို့ရှိရင်ကရိယာကအဆုံးမှလာတဲ့ဒီမှာထမင်းစာဒီအင်္ဂလိပ်ကျတော့ I ate my breakfast ဘောနော်တည်ရစာစာခဲ့တယ်ဆိုတော့ subject verb subject being verb လာတယ်ပြီးရင် object လာတယ်ဆိုတော့ verb ကအလယ်မှာရှိတယ်အင်္ဂလိပ်စကားမှာမှာ subject being like တယ်ဒါပေမဲ့မြန်မာကျတော့အဆုံးမလာတယ်အဲ့လိုရှုပ်ထွေးမှုတွေရှိလာနိုင်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ကိုယ့်ရဲ့ meeting ဘာသာစကားနဲ့အင်္ဂလိပ်ဘာသာအမြဲဘာသာပြန်နေကောင်းတဲ့အနေစဉ်းစားတာတွေကိုကြိုးစားပြီးတော့ရှောင်ဖို့ဖြစ်တယ်အဲ့ဒါကြောင့်ဘာလို့မလဲ do instead think in english as much as possible အင်္ဂလိပ်လိုစဉ်းစားပါဥပမာဆိုလို့ရှိရင် forget F O R G E T forget ဆိုတဲ့စကားလုံးကိုကျွန်တော်အင်္ဂလိပ်လိုစဉ်းစားမယ်ဆိုလို့ရှိရင် do not remember ဟောမတတိမရတော့ဆိုပြီးကျွန်တော်အင်္ဂလိပ်လိုလည်းစဉ်းစားလို့ရတဲ့စကားလုံးတွေဟွာကြတဲ့ဆက်ပါနော် even think in english as much as possible even if it feels hard at first အစောပိုင်းမှာတော့ကျွန်တော်ခက်ခဲတယ်လို့ဖြစ်မယ်အင်္ဂလိပ်လိုစဉ်းစားတာ ဒါပေမဲ့ကြိုးစားပြီးစဉ်းစားမယ်ဥမာတင်းနှစ်သုံးလေးရည်တာပေါ့နော်ကျွန်မြန်မာလိုတင်းနှစ်သုံးလေးတစ်ခုဝယ်တဲ့ချင်မှရည်တာတက်โอเค1 2 3 4 5အဲ့လိုစပြီးတော့ကောင်းတဲ့အင်္ဂလိပ်လိုစဉ်းစားပေးမယ်ဟုတ်ပြီ လေးချက်ချက်ကြည့်အောင် using only one learning method သင်ယူမှုနည်းလမ်းတစ်ခုတည်းကိုအသုံးပြုတာကိုကြောင်းရှောင်ရမယ်ဆိုလိုချင်တာ speaking အင်္ဂလိပ်စာလေးတာချင်မှာโอเคကိုက listening ကောင်းနေဆိုတော့အမြဲတမ်းပဲနားထောင်နေတာတော့ဩစာဖတ်တာစာအုပ်ကနေပြီးတော့လေ့လာတာကြိုက်လို့စာအုပ်ကြီးပဲသုံးတာတွေပါတယ်ပေါ့နော်မ textbook ဆို textbook သုံးတာတွေမကောင်းတာမဟုတ်ဘူးနီလန်တစ်ခုတည်းမသုံးသင့်ဘူးဟုတ်ပြီနော်နီလန်တစ်ခုတည်းသုံးတာကိုရှောင်သင်တယ်ဒါပေမဲ့ do instead ပါလို့သင်လဲ mix listening speaking reading and writing ဆိုတော့ listening speaking reading နဲ့ writing ကိုရောမယ်။ဥပမာဆိုလို့ရှိရင်ကိုက okay grammar နည်းနည်းလေ့လာပြီးဆိုလို့ရှိရင်အဲ့ grammar လေ့လာတဲ့စကားနဲ့ပြောမယ်။ဟုတ်ပြီနော်။မကျွန်တော်ကျွန်တော်သင်ခန်းစာ grammar လေ့လာပြီးအင်္ဂလိပ်လိုပြောပြောမယ်ဆိုတဲ့သင်ခန်းစာတွေမှာဆိုလို့ရှိရင်ကျွန်တော် grammar နည်းနည်းသင်တယ်။အဲ့သင်တဲ့ grammar ကိုကျွန်တော်စူးစမ်းပြီးတော့ speaking နည်းနည်းပြောတယ်။ပြီးရင်ကျွန်တော် reading တွေ writing တွေမှာကျွန်တော်သုံးမယ်နော်။ ပြီးရင်မှရုပ်ရှင်ကြည့်တာတော့ subtitle နဲ့ကြည့်တာလားစာတမ်းထိုးပြီးကြည့်တာအဲကျွန်တော်လုပ်ပေးရမယ် podcast တွေနားထောင်နေချိန်မှာစာတမ်းထိုးပြီးနားထောင်တာတော့ sound ဖတ်တာတော့ပြီးရင် conversation တောင်းနေတောင်းစကားပြောတာတော့ခုနောက်ပိုင်းဆိုလို့ရှိရင်ဖုန်းတွေမှာ app တွေအများကြီးများရှိတယ်ကျွန်တော်အင်္ဂလိပ်စကားလေ့လာလို့ရတယ်ဆိုတော့ learning method ကိုသင်ယူမှုပုံစံကိုကျွန်တော်ရောဖို့လိုတယ်အားကြောင့်လေးချက်ချင်းနဲ့ရှောင်ရှားမရပါလဲဆိုလို့ရှိရင်သင်ယူမှုလေးရန်တစ်ခုတည်းကိုပဲသုံးတာကိုကျွန်တော်ရှောင်ဖို့ဖြစ်တယ်။ โอเคကားတန်ရဲ့ channel နောက်မှာโอเคငါချက်ချက် comparing yourself to others ကိုကိုကိုတခြားလူတွေနဲ့နိုင်ရှင်လာဆိုအင်္ဂလိပ်လာ လေးတာချိန်မှာကိုတက်ပို့ပြီးတော့ join တဲ့လူရှိမယ်ကိုနောက်မှဆားလေးလာတယ်လို့ရှိမယ်ဘယ်ဘာသာရဲ့ပဲဖြစ်ပါစေအင်္ဂလိပ်မှာပုံမပြဘယ်ပညာရဲ့ပဇူပေါ့နော်ကိုတဲ့စော်ပြီးလေးလာတယ်ကိုတဲ့ပို့ကျွမ်းမှာပဲပြီးကိုတဲ့အုံနောက်ကောင်းတဲ့လူကိုတဲ့ပို့ကျွမ်းမှာပဲဒါပေမဲ့ကို ကိုထပ်ပို့ကျွမ်းတယ်လို့ကြည်ပြီးတော့ကိုအားငယ်ဘုံမဟုတ်ဘူးအဲကြောင့်တရားအော်ဟိုလူကဟိုလူလေးလာတာ၃ရက်ပဲရှိတယ်ကျွန်တော်တက်ပို့တတ်တာတော့ဒီလူလေးလာတာအော်၃လအတွင်းမှာကျွန်တော်၆လလေးလာတာပို့တတ်တယ်တခြားလူနဲ့ကိုကိုကိုမနိုင်ရှင်ပါနဲ့ဗောနော်ကိုဘာသာလူတယောက်နဲ့တယောက်ကိုသင်ယူဘုံသင်ယူနီးပြီးကိုရတွေ့ကြုံမတူတဲ့တကြောင်ကိုယ်ကူသင်ယူလေးလာတဲ့ချိန်မှာတချို့လူထက်မြန်ချင်မြန်မယ်တချို့လူထက်နေချင်နေမယ်အဲကြောင့်ကိုကိုကို အရင်တီးပါပေါ့နော်ကိုကိုယ် landing style ပြန်ကိုကိုယ် goal ဒီမှာ doing that set your own goals and celebrate small progress regularly regular regularly so regularly ဆိုတော့ပုံမှန်ပေါ့နော် celebrate small progress regularly ကျွန်တော်အမြဲတမ်း goal ထားမယ် okay တရက်မှာ vocabulary ဆယ်လုံးလေးလာအဲဆယ်လုံးလေးလာမယ် okay ဆယ်လုံးရပြီဆိုလို့ရှိရင် okay celebrate ကျင်းပအောင် good job i did a good job အော်ငါဆယ်လုံးရပြီကောင်းလိုက်တာငါတိုးတက်လာတယ်ပေါ့နော်ကိုကိုကိုအောင်ပွဲကျင်းပါမယ်ငါချက်ချက်မှာတော့ကြောင့်ငါချက်ချက်ကတခြားလူတွေနဲ့ကိုကိုနိုင်ရှင်တာကိုရှောင်ဖို့လိုတယ်၆တချက်ချက် voice speaking practice a voice speaking practice ဆိုတာအင်္ဂလိပ်စကားပြောတာမလေးကျင်ဘူး အထူးဖြစ်ကျွန်တော်မြန်မာတွေဒါသားနေတယ်ကျွန်တော် grammar လေ့လာတယ် writing တွေ reading တွေကျွန်တော်စူးစမ်းစူးစမ်းတယ်ဒါပေမဲ့ကျွန်တော် speaking ပိုင်းမှာမလေးတာဘာသာ speaking ကတကယ်လက်တွေ့ကြရတယ်။ဆိုလိုချင်တာကိုယ်အင်္ဂလိပ်လိုပြောတတ်ခြင်းနဲ့ grammar လည်းကျွန်တော်သိတယ်ကျွန်တော်ရေးလည်းရေးတတ်တယ်အင်္ဂလိပ်လိုစာစီစာကုန်လေးရေးတတ်တယ်ဒါပေမဲ့တကယ်ဘူတွေနဲ့တွေ့တဲ့ချိန်မှာကျွန်တော်ဘာလို့မပြောနိုင်လဲဆိုလိုချင်ကျွန်တော်မလေးချင်လို့ဖြစ်လဲအားကြောင့်ဥမာ hey how are you i'm good hey good to see you how's been your day how are you doing ဆိုတော့အင်္ဂလိပ်ကြောင်းကျင့်ဖို့လိုတယ်ပြစ်စကလုံးတွေကြောင်းသိကြောင်းဖတ်ပါ avoid မှာ6ချက်6ချက်တခုမြောက်မှာဆိုလို့ရှိရင် avoiding speaking practice so ကိုအင်္ဂလိပ်လိုတွေးလိုက်တဲ့ဟာကိုစကားနဲ့ဖတ်ဖတ်ပြောကြည့်ပါဆိုတော့ရှောင်ရှားမှာကျွန်တော်အင်္ဂလိပ်လိုလေ့ကျင့်မှုမရှိတာစကားပြောလေ့ကျင့်မှုမရှိတော့ကျွန်တော်ရှောင်အောင်မယ် so do instead ဘာလို့ဒီနေ practice with friends တင်ရခြင်းနဲ့လေ့ကျင့်မဲ့ tutor ကိုရဲ့ ကျူတာရင်းနဲ့လေ့ကျင့်မယ် even by speaking to yourself ကိုကိုကိုစကားပြောရပြင် recording yourself your voice အာဖုန်းနေပါတယ်ကျွန်တော်ရှိတယ်ဆိုလို့ရှင်ကိုအင်္ဂလိပ်လိုပြောကြည့်ပေါ့ပြောကြည့်ပြီးတော့ okay ဘိုးလိုပြီနေစရာမလိုဒါပေမဲ့ကိုပြောလိုက်တဲ့စကားရှင်းလာနားထောင်မဲ့လူတွေနားလည်နိုင်လားပေါ့နော်ပြင်ကို iPhone တွေတော့ iPhone တော့ဘာလို့သုံးလဲဆိုလို့ရှင် Siri ကိုခေါ်ကြည့်ပဲ hey Siri um what's the weather today ဒီနေ့ ရာသီတွေဘယ်လောက်လဲအေး CD what time is it ဒီနေ့ချိန်ဘယ်လောက်ရှိအဲ့လိုလေးချင်ပြီးပေါ့ကိုကိုကိုပေါ့နော်ပြင် V အရှိမကင်မရာထောင်ကင်မရာထောင်ပြီးတော့ကိုပြောကြည့်ပေါ့အင်္ဂလိပ်လိုကျွန်တော်စာပိုင်းမှာဒီလိုသင်ခန်းစာတွေလောက်တဲ့ချိန်မှာကိုကိုဗီဒီယိုဗီဒီယိုရိုက်ရမှာကျွန်တော် share တယ်ဒါပေမဲ့ကိုအကျင့်ဖြစ်လာပြီပေါ့နော်ဆိုတော့လေးချင်ပြီးပို့လို့တဲ့စကားအများကြီးပြောဖို့လိုတယ်ဆိုတော့6ချက်ချက်မှာကျွန်တော်ရှောင်ရှားမှာက avoiding speaking practice ကပြောတာမလေးကျင့်တာတွေကြောင့်ရှောင်အောင်မယ်မြဲတမ်းလေးကျင့်မယ်ပြောမယ်စကလုံးတစ်လုံးတွေးပြီးဆိုလို့ရှိရင်ကိုယ်ပါဇက်ကနေ oh good okay စကလုံးတွေးပြီးဆိုလို့ရှိရင် stop yield လေးကျင့်ပါခုနချက်ချက် ignoring pronunciation အတန်ထွက်အားအာယုံမဆိုင်ခြင်းဂယုမဆိုင်ခြင်းပေါ့နော်ဆိုလိုချင်တာနံပါတ်၁ချက်ကျွန်တော်မြဲတမ်းပြောတော့ဘိုးလိုထွက်နေစရာမလိုဒါပေမဲ့ကိုထွက်လိုက်တဲ့အတန်ကအတန်ထွက်ကမှန်ဖို့လိုတယ် why avoid it so poor pronunciation can make it hard hard for others to understand you ကိုအတန်တွန်းမှန်မှန်မထွက်ဘူးဆိုလို့ရှိရင်ကိုနားထောင်တဲ့လူကိုနားလဲဖို့ခက်မယ် even your grammar is perfect ကို grammar မှန်ပါစေပေါ့နော်ကိုအတန်တွန်းမှန်မှန်ဘူးဆိုလို့ရှိရင်နားထောင်တဲ့လူတွေနားလဲဖို့ကိုခက်လိမ့်မယ် so ဘိုးလိုထွက်စရာမလိုဘူးပြီး accent ဆိုတော့ british လို american လို new zealand လို့ ဩစတြေးလျလိုကနေဒါလိုထွက်ဆက်မလို့ဘူးကိုမြန်မာလိုပဲထွက်မယ်ဒါပေမဲ့ရှင်းရှင်းလင်းလင်းနားလဲနားထောင်လို့နားလဲတဲ့အထိကိုအသင်ထွက်နိုင်ဖို့လိုတယ်ဆိုတော့ခုနှစ်ချက်ချက်မှာကျွန်တော်ရှောင်ရှားမတဲ့မှာ ignorant pronunciation တန်ထွက်ကယူမဆိုင်တာတွေကျွန်တော်ရှောင်မယ်ကယူဆိုင်မယ်ကိုတန်ထွက်ကိုဘယ်လိုထွက်လဲဆိုတာနော်ဟုတ်ပြီ do instead listen and mimic native speakers တကယ်ဘိုးတွေပြောတာကိုကြောင်းနားထောင်မယ် ပင်သူတို့ကိုစ조사ပြီးပြောမယ်ဒါပေမဲ့သူတို့ကိုထွက်စရာတော့မလို့조사ပြီးပြောမယ်ဒါခါကျရင်သူတို့လည်းထွက်နိုင်မှာမဟုတ်ဘူးကိုအသင်ပေါ့နော်အသင်ထွက်တယ်ဥပမာဒီမှာဒီနိုင်ငံမှာမွေးတဲ့ဒီနိုင်ငံမှာကြီးတဲ့ကလေးတွေဒါမှမဟုတ်ငငယ်တွေကကျွန် international ကြောင်းတက်တဲ့ကလေးတွေဒါမှမဟုတ်အင်္ဂလိပ်စာသား YouTube ပြီးတော့လေ့လာတဲ့လူကသူတို့ native speaker ဘိုးတွေနဲ့တူအောင်တော့သူတို့ထွက်နိုင်လိမ့်မယ်ဒါပေမဲ့ကိုကအဲ့လိုမဟုတ်ဘူးဆိုလို့ရှင်조사ပြီးတော့ သူမြေစကားပြောတော့နားထောင်မယ်ကြိုးစားပြီးတော့ live ပြောကြည့်မယ် being use tools like youtube pronunciation app or than trip အတန်ထွက်ပြတယ်ပေါ့နော်ကျွန် app တွေ app တွေဖုန်းနေထဲမှာကျွန်အများကြီးရှိတယ်ကျွန် google store store မှာဖြစ်ဖြစ်ပေါ့နော် apple app app store တွေမှာလည်းအများကြီးရှိတယ်ကျွန်တော် software တွေ website တွေလည်းအများကြီးရှိတယ် youtube တို့ဘာတော့နေလဲကျွန်တော်လို့အတန်ထွက်တင်မှန်အောင်လေးလာလောက်ရတယ် Okay, shit 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 learning only formal English. Formal English ကိုပဲလေ့လာတာ. Formal English ဆိုတာဥမာစကားပြောတဲ့ချိန်မှာဘန်ဥမာဘန်စကားတော့မပြောတာတော့ဒါမှမဟုတ် informal ဖြစ်တယ်. Hey, how how's it going? How's it going? ဆိုတာ informal English เนาะ. Hey, ဘယ်လိုလဲ?ဥမာဆိုလို့ရှင် formal ဆိုလို့ရှင် British တာ how do you do? American တာ how are you? ဒါတွေကြတော့ little bit formal ကြားတယ်ပေါ့နော်ဒါပေမဲ့ informal ဖြစ်တယ် how's it going how's been your day so off or တကြီးကိုပုံနေတိုင်းသွားဖို့မဟုတ်ပဲပေါ့နော် conversation နဲ့ကျောင်းမြန်မာလူမြန်မာဒီကျောင်းမြန်မာလူပြောတဲ့ချိန်မှာဆိုလို့ရှိရင်ကျောင်းတစ်ခါကျန်တဒါကြားကြားတော့ဘာလို့သူတို့သိမပြောတစ်ခါကျန်ဘန်းစကားတွေရောပြောတယ်ဆိုတော့အင်္ဂလိပ်အင်္ဂလိပ်စာလည်းဒီတိုင်းပဲ format english ကိုသားသုံးနေတာတွေကျွန်တော်ရှောင်ရမယ်မစကားပြောတဲ့ချိန်မှာအင်္ဂလိပ်လိုပြောတဲ့ချိန်မှာ ဟိုမှာ learn everyday conversation in english along with formal english ရောပေးဖို့တော့လိုတယ်ဒါပေမဲ့ဟိုမှာ slang တို့ band စကားတွေတုံးကြည့်ပါနော် idiom တို့ phrase verb တို့တုံးကြည့်ပါဆိုတော့ formal english ကိုပဲလေ့လာပြီးတော့ formal english လို့ပဲပြောတာတွေကျွန်တော်တို့ရှောင်ဖို့လိုတယ်ဆိုတော့အဲ့ဒါတွေကြံ့ကြာစေတယ်ကိုမှန်မှန်ကန်ကန်ပြောတာ okay ကြံ့ကြာစေတယ် grammar မှန်မှန်ကန်ကန်ပြောမယ်ဆိုတော့ကိုအင်္ဂလိပ်စကားပြောနောက်နေစေတယ် okay ကိုချက်ချက် expecting to become fluent overnight ဒါတော့ကျောင်းလူတိုင်းကျောင်းရတယ်နေချင်းညာချင်းမှာကျောင်းတိုးတက်ချင်တာအဲ့ဒါပြရှာအောင်မနော်နေချင်းညာချင်းတိုးတက်ချင်တာဒါကြောင့်အင်္ဂလိပ်စာအင်္ဂလိပ်စာစကားပေါ့နော်ခြေခံလေးတဲ့အချိန်မှာကို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 အချိန်ပြီးပေါ့3လကနေ6လတွင်မှာခြေခံပိုင်နိုင်ရမယ်တရက်ကိုမိနစ်15နဲ့မိနစ်30ဒီလေးလာမယ်လေးလံလေးလံတရက်တရက်ပုံပုံလေးလာရင်းနဲ့ ကိုတိုးတက်သွားမှာပဲဆိုတော့နေချင်းညချင်းတိုးတက်ချင်တာနေချင်းညချင်းအင်္ဂလိပ်လိုပြောတက်ချင်တာတွေရှောင်ဖို့လိုတယ်။ဥပမာဆိုလို့ရှိရင်ကျွန်တော်အရင်ကဂီတာတွေပါလေ့လာတာဆိုလို့ရှိရင်နေချင်းညချင်းကျွန်တော်ဂီတာတီးတက်ချင်တယ်။ဆိုတော့ဂီတာမတီးတက်ခင် ABC တွေသူ chord family လေးတွေကျွန်တော်လေ့လာရတယ်။ chord family လေ့လာပြီးတော့အော်တချင်းပေါ့နော်တိတ်မခက်တဲ့ chord 3လေးခုရှိတဲ့တချင်းလေးတွေကျွန်တော်လိုက်တီးကြည့်တယ်။ပြီးမှအဲ့လိုပဲတစ်ဖြည်းဖြည်းကျွန်တော်တို့လေ့လာသွားတာအဲအကြောင်းနေချင်းညချင်းကျွန်တော်တိုးတက်ချင်တာတွေကျွန်တော်ရှောင်ဖို့လိုတယ်။ ဘာသာစကားမှမဟုတ်ပါနုပညာပဲပညာရဲ့မဆိုကျွန်တော်နေချင်းညချင်းတိုးတက်ချင်တော့ကျွန်တော်ရှောင်ဖို့လို့အင်္ဂလိပ်စကား၃လအတွင်းပိုင်နိုင်ရမယ်တော့အဲ့ဒါအဲ့ဒါအဲ့ဒါ marketing marketing စင်းတာအင်္ဂလိပ်စကားကို၃လအတွင်းပိုင်နိုင်ရမယ်ဆိုတော့အော်ဒါခက်ပါတယ်နော်ဒါခက်ပါတယ်မဖြစ်နိုင်ဆိုတာဖြစ်နိုင်တော့ဖြစ်နိုင်ပါဘူးဥပမာဆိုကျွန်တော်အရင်ကအာကွန်ပျူတာခြေခံ၃လတယ်ဟုတ်ပါတယ်အဖွင့်ပိနေ Microsoft ဖွင့်မယ်နည်းနည်းစာစီစာရိုက်လေးလုပ်မယ်အဲ့လောက်စဉ်းနေရတာပေါ့ဒါပေမဲ့ အင်္ဂလိပ်စကားကြတော့ဘာတဲ့ဘယ်ဘာသာစကားမဆိုပါဘူးတော့အထူးသဖြင့်အင်္ဂလိပ်ကြတော့ကျောင်းအနည်းဆုံး6လလောက်အချိန်ယူပါကိုကိုကိုပေါ့နော်3လနဲ့6လအချိန်ယူပါဆိုတော့နေချင်းညချင်းတိုးတက်ခြင်းနဲ့စိတ်ကိုရှောင်ပါပြီးရင် be consistent မြဲနဲ့ဇွဲလုံးလားရှိရှိတည့်ရပုံမှန်တည့်ရကိုနိုင်ဝက်လေးလံနိုင်ဝက်တည့်ရကိုတနိုင်လေးလံတနိုင်အဲ့လိုပုံမှန်မြဲတမ်းသွားပြီးပါလေးလာပြီးပါနော်ကဲ ဆယ်ချက်ချောင်းဆယ်ချက်ချင်းနဲ့နောက်ဆုံးချက်က neglecting vocabulary building vocabulary တိုးတက်မလုပ်တော့ကြောင်းရှောင်းအောင်ဆို vocabulary တိုးတက်အောင်ကြောင်းလုပ်အောင် without enough vocabulary it's hard to express yourself vocabulary ကောင်းကောင်းမသိဘူးကိုကိုကိုမိတ်ဆက်တဲ့အချိန်မှာစကလုံးပိုင်ပိုင်နိုင်နိုင်မရှိတာပဲကျွန်တော်ကြုံရတယ်ဆိုတော့ vocabulary တိုးတက်အောင်လုပ်မယ်ဆိုလိုချင်တာ တရက်ကိုကိုဘယ်နှလုံးလေးလာနိုင်လဲကိုအုံနောက်မကောင်းဘူးဒါမှမှတ်ညံမကောင်းဘူးတိတ်မမှတ်မိနိုင်ဘူးဆိုတရက်ကိုโอเคငါငါးလုံးကနေ၁၀လုံးလောက်ပဲလေးလာမယ် dictionary dictionary ဒါမှမဟုတ်ဒါအသုံးမြတ်အင်္ဂလိပ်အလုံး၃000တို့အလုံး၁000တို့ဂျုံကိုကလေးမရှာလို့ရတယ်အဲ့ဒါကိုလေးလာမယ်ပြီးအခုဒီနေ့ဆိုလို့ရှိရင်မီးဖို့ကြောင့်မှသုံးတဲ့စကလုံးလေးတွေလေးလာမယ်โอเค အာကိုအကြောင်းစရာဆိုကြောင်းစရာနဲ့ဆိုင်တဲ့စကလုံးလေးတွေလေးလာမယ်ဒါမှမဟုတ်ကိုအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေနဲ့ဆိုင်တဲ့စကလုံးလေးတွေလေးလာမယ်ကရိယာဆိုလို့ရှိရင်ကရိယာငါ okay ဒီတစ်ပတ်ကငါကရိယာကိုပဲ focus မယ်အလုံး900ရအောင်ကရိယာအလုံး900အောင်ငါ focus မယ်ဆိုတော့ vocabulary တိုးတက်အောင်မြေတန်းလုံနေရမှာဆိုတော့ရှောင်ရမယ့်ချက်ဆက်ချက်ခုမြောက်မှာ vocabulary တိုးတက်အောင်မလုပ်ဒါကိုကျွန်တော်ရှောင်ရမယ် vocabulary တိုးတက်အောင်လုပ်ရမယ်ဆိုတော့အပြည့်ချင်းနဲ့ဒီ subject ကို ဒီဆက်ကျင်တဲ့ကိုကိုပြန်နိုင်ရှင်ကြီးပါကိုဘယ်နေရာမှာအားနေနေလဲဘယ်နေရာမှာအားသာနေလဲပေါ့နော်โอเคကျေးဇူးတင်တယ်နောက်သင်ခန်းစာတွေမှာပြန်တွေ့ရအောင်